်မှာလွယ်လွယ်ကူကူပြန်တမ်းတဲ့ဗီဒီယိုလေးကိုလုပ်တယ်ဆိုတာကိုကျွန်တော်ဒီလိုလေးမှာလွယ်လွယ်ကူလေးနဲ့အားလုံးအတွက်ကျွန်တော်ပြောပြပါမယ်ခင်ဗျာ Chrome browser တွေကိုအရင်ဆုံးဝင်ပေးပါ Chrome browser တွေကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်အပေါ်ဆုံးမှာရှိနေတဲ့ဒီအပဆက်ဘားလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါအဲ့တော့ကျွန်တော်စပြီးရိုက်ပြမယ်ကျွန်တော်ရိုက်ပြတဲ့အတိုင်းပေါ့နော် V I D U ပြီးလို့ရှိရင် S T U D I O Studio အဲ့ပေါ့နော်အဲ့လိုမျိုးလေးရိုက်ပြီးလို့ရှိရင်ကျွန်တော်တို့တစ်ချက်ရှာလိုက် ပေါ့နော် ရှားလိုက်မယ်ဆိုလို့ရှိရင်ဒီမှာအပေါ်ဆုံးပါပေါ့နော်ကျွန်တော်မြားလေးပြပေးထားတယ်မြားပေးထားတယ် vinduai.http ပြီးလို့ရှိရင် www ဆိုတဲ့ဥစ္စာလေး .com လေးကိုကျွန်တော်တို့ကနေပြီးတော့တစ်ချက်ဝင်ပြီးရမှာဖြစ်ပါတယ်အဲ့ထဲဝင်လိုက်ပြီးဆိုလို့ရှိရင်ကျွန်တော်ကဒီအဆင့်ရောက်လို့ရှိရင် try vindu တဲ့ကိုကျွန်တော်တို့ဆက်ပြီးတော့ဝင်ပြီးပါဒီထဲကိုရောက်ပြီးဆိုလို့ရှိရင်ကျွန်တော်တခုပြောချင်တာက ျွန်တော်ကတော့ Gmail နဲ့ချိန်ထားပြီးသားဖြစ်လို့ပေါ့နော်တချို့ကဒီအဆင့်ရောက်ပြီဆိုရင် Gmail နဲ့ချိန်မှာလားကိုဖုန်းထဲမှာရှိနေတဲ့ Gmail နဲ့ချိန်မှာလား Facebook နဲ့ချိန်မှာလားဆိုမေးလိုက်ရင်ကျွန်တော်တို့က Gmail နဲ့ချိတ်လိုက်ချိတ်မယ်ဆိုတဲ့ဥစ္စာကိုရွေးပြီးတော့ okay ကိုနှိပ်ပေးရမယ်အဲ့တော့ကျွန်တော်ကချိတ်ပြီးသားဖြစ်နေလို့ဒီအဆင့်မှာဒီလိုမျိုးလေးပေါ်နေရမချိတ်ရသေးရလို့ဆိုလို့ရှိရင် gmail လေးနဲ့တွဲပြီးရောချိတ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီအဆင့်ကိုကျွန်တော်တို့ကပြောပြပြီးဆိုလို့ရှိရင်ဒီနားလေးမှာရှိနေတဲ့ MOI mall ဆိုတာကိုကျွန်တော်တို့ကဆက်ပြီးရောနှိပ်ပေးပါ မောဟုတ်ဆက်နေပြီးတဲ့ခါကျလို့ရှိရင်သူကဒီမှာပုံစံအမျိုးမျိုးလေးရှိရပါတော့အပေါ်မှာဒီနိုင်ပုံလေးတွေရှိမယ်ပြီးလို့ရှိရင် fly me ပေါ့နော်ကျွန်တော်ကအခုလုတ်ပြမှာ fly me လေပေါ်မှာပြန်တန်းတဲ့ဗီဒီယိုလုတ်ပြမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့က fly me ကိုကျွန်တော်ရွေးရမှာဖြစ်တယ်ပေါ့နော်ကိုစိတ်ကြိုက်ဒီမှာရွေးချယ်ပိုင်ခွင့်ရှိတယ်ကျွန်တော်တို့ကအဲ့တော့အောက်မှာဆိုလို့ရှိရင်ဒီမှာကောင်လေးနဲ့ကောင်မလေးနဲ့နန်းနေတဲ့ပုံလေးတွေရှိမယ်ကောင်လေးနဲ့ကောင်လေးတာလေပေါ်မှာပေါ့နော်ဒီမှာပေါ့ဘောလုံးမီဆိုတာအဲ့လိုမျိုးလေးဖောင်းဖောင်းလေးနေပေါ့နော်အဲ့လိုပုံစံမျိုးလေးရှိရအောက်မှာပုံစံအမျိုးမျိုးရှိတယ်ပေါ့နော်အဲ့တော့ ပုံစံအမျိုးမျိုးကိုကြိုက်တဲ့ပုံစံကိုရွေးပြီးကျွန်တော်တို့လုပ်လို့ရတယ်အခုလောလောဆယ်ကျွန်တော်ကပြပေးမှာ fly me လေးပုံမှာပြန်တန်းတဲ့ဗီဒီယိုလုံးပြမှာဖြစ်တဲ့ကြောင်းအဲ့တော့ fly me ဆိုရယ်ဒီပုံလေးကိုကျွန်တော်တို့တစ်ချက်လက်ကလေးထောက်လိုက်ထောက်လိုက်ပြီဆိုလို့ရှိရင် तू ကဒီမှာ upload image ဆိုတာရှိရယ်ကိုဖုန်းထဲမှာရှိနေရယ်အဲ့တော့ဓာတ်ပုံဓာတ်ပုံပေါ့နော်ကျွန်တော်တို့အသုံးပြမဲ့ဓာတ်ပုံကိုရွေးပေးရမှာဖြစ်တယ်အဲ့တော့ upload image ကိုကျွန်တော်တို့ကနှိပ်ပေးပါအဲ့တော့ကိုဖုန်းထဲမှာ ကိုအသုံးပြုမဲ့ဓာတ်ပုံဓာတ်ပုံရွေးလိုက်ပေါ့နော်ကျွန်တော်ကကျွန်တော်အသုံးပြုမဲ့ဓာတ်ပုံလေးဓာတ်ပုံကျွန်တော်ရွေးလိုက်မယ်ပေါ့နော်ရွေးပြီးလို့ရှိရင်သူက uploading ပေါ့နော်ကျွန်တော်တို့ဒီမှာ create ဆိုတာရှိရယ်မှာမြားလေးထပ်ပြပေးထားတယ်အဲ create ကိုကျွန်တော်ဆက်ပြီးတော့နှိပ်ပြီးနှိပ်တဲ့အခါကျတော့လို့ရှိရင်ကျွန်တော်တို့ပေါ့နော်ခဏတော့သူကဒီ creating ပေါ့နော် creating လောက်တော့ကျွန်တော်စောင့်ပြီးရမယ်တရားပြည့်ရဲ့ဒီခဏတော့အချိန်လေးနည်းနည်းစောင့်ပြီးပေါ့နော် creating လေးလုပ်နေရပေါ့နော် trading လုပ်လို့ပြည်သွားပြီဆိုရင်ကိုယ့်ရဲ့ဓာတ်ပုံကဘယ်လိုပုံပဲဖြစ်ဖြစ်လေးပုံမှာကျွန်တော်တို့ကပြန်တန်းပေးရပါတော့။အဲလေးပုံမှာပြန်တန်းပြီးတော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ Facebook page မှာပဲတင်တင်ကျွန်တော်တို့ blog လေးတွေမှာပဲတင်တင်ပြီးလို့ရှိရင် TikTok မှာပဲပြန်ပြီးတော့တင်တင်ပေါ့နော်။ဒါအရန်သုံးဝင်နေပေါ့။ဒါဆိုရင်ကျွန်တော်ပြည်သွားပြီပေါ့နော်။ပြည်သွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီနားလေးမှာရှိရင်မြားကြော်လေးရှိရဲ။အဲမြားကြော်လေးကိုကျွန်တော်တို့ကနှိပ်ပြီးတော့ကျွန်တော်တို့စိတ်ကိုလောက်ပါပေါ့နော်။အဲမြားကြော်လေးကိုနှိပ်ပြီးဆိုရင်အပေါ်တော့မှာ waste waterman အောက်မှာကျတော့ without water map ပေါ့เนาะကျွန်တော်တို့က without water map ကိုကျွန်တော်တို့မရွှေးပေးပါနဲ့။ဘာလို့ဆိုတော့ပတ်စံပေးရမှာဖြစ်တဲ့ကြောင့်ကျွန်တော်တို့က free သုံးနေတာဖြစ်တဲ့ကြောင့်အတော့ waste water map ဆိုတာကိုကျွန်တော်တို့ကရွှေးလိုက်။ရွှေးပြီးလို့ရှိရင် download cloud ကိုကျွန်တော်နှိပ်လိုက်။နှိပ်လိုက်ပြီဆိုရင်ကိုယ့်ရဲ့ဖုန်းထဲမှာဒါဆိုရင် download ဆွဲပေးနေပြီပေါ့เนาะ။အတော့ကျွန်တော်တို့ဖုန်းထဲကိုတစ်ချက်သွားပြီးတော့ကြည့်မယ်။ home key လေးနဲ့တစ်ချက်ကြော်ထွက်ကြော်ထွက်ပြီးလို့ရှိရင်ဖုန်းရဲ့ gallery ထဲကိုကျွန်တော်တို့တစ်ချက်သွားပြီးပါဖုန်းရဲ့ gallery ထဲကိုသွားသွားတဲ့ခါကျရင်ဖုန်းရဲ့ gallery ရဲ့ထိတ်ဆုံးပါဘောเนาะကျွန်တော်တို့မှာအဲ့ဒီ video လေးကိုကျွန်တော်တို့တွေ့ရမယ် ဒါဆိုရင်လေးပုံမှာပြန်တန်းနေရကိုယ့်ရဲ့ဗီဒီယိုလေးอ่ะဗောနော်အရန်မိုက်တယ်ဒီတိုင်းလေးပဲလောက်ကြည့်ဗောနော်မိတ်ဆွေတို့ဒီလိုလေးပုံမှာပြန်တန်းတဲ့ဗီဒီယိုလေးလုပ်မယ်ဆိုရင်လွယ်လင်းတကူနဲ့အချိန်လည်းအရန်တူတယ်အားလုံးစင်ပြေကြပါစေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်